ရင်ဖြစ်ပါစေ။ဂျေဇုတော်နဲ့ညီသက်ချင်းကောင်းကြီးမင်္ဂလာ။ယေရှုခရစ်တော်ဖျားထံတော်ပမ်းမှသင်တို့ပေါ်သို့တက်ရောက်ပါစေ။ဖျားရှင်ရဲ့ဂျေဇုတော်ကိုချီးမွမ်းပါရင်ကျွန်တော်ဂျေဇုတော်ကြောင့်2025ခုနှစ်မေလ9ရက်နေ့သို့ကျွန်တော်ရောက်ရှိလာပါပြီ။ပို့ဆောင်တော်မူသောဖျားရှင်ကိုဂျေဇုတင်ပါရယ်။နေ့ရက်စံတိုင်းချီးရှုသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။အဖဖျားဂျေဇုတင်နဲ့နှုတ်ကပတ်တော်အဖြစ်တိဆောက်ဆရာဖြစ်စေပါ။ချီးရှုသူအားလုံးကိုကောင်းချီးပေးတယ်။ ကျွန်တော်ပြောခြင်းထက်ကိုတော့ပြောခြင်းသာဖြစ်စေပါသခင်ယေရှုနာမအားဖြင့်ဆုတောင်းခဲ့ဝေငှပါれဖုရားအာမင်ဖျက်ရှင်ရဲ့ဂျေဇုတော်ကိုချီးမွမ်းပါれကျွန်တော်အတန်ကြားရလိမ့်မယ်လို့ယုံကြည်ပါれကျွန်တော်အတန်ကြားရမယ်လို့ယုံကြည်တယ်နော်အဲ့တော့ကျွန်တော်ဒီကနေ့ညနေပေါ့ကျွန်တော်ခေါင်းစဉ်အသက်တခုကျွန်တော်နားထောင်မှာဖြစ်တယ်အဲ့ဒါကဘာလဲဆိုတော့တမန်ချန်စာ၌တွေ့ရသော ပညာရှိတဲ့အမျိုးသမီးတွေနဲ့မိုက်တဲ့အမျိုးသမီးတွေအဲဒါကိုကျွန်တော်နားထောင်မှာဖြစ်တယ်အဲ့တော့ဒီမှာကျမ်းစာမှာတွေ့ရတဲ့မိုက်သောအမျိုးသမီးများနဲ့ပညာရှိသောအမျိုးသမီးများเนาะဒါဒါကိုကျွန်တော်တို့ဒီကနေ့နားထောင်မှာဖြစ်တယ်ဘာကြောင့်ဒီကောင်းစဉ်ကိုနားထောင်မှာဖြစ်တယ်လဲဆိုတော့အခုကျွန်တော်လာမယ့် Sunday ဟာကျွန်တော်မိခင်များနေ့ဖြစ်ပါတယ်မိခင်များနေ့ဒါကြောင့်ဒီမိခင်များနေ့ဖြစ်တဲ့တကြောင်အာကျွန်တော်မိခင်များနေ့ကိုဂုံပြုတ်သောအဖြစ်ကျွန်တော် အဒီခေါင်းစဉ်ကိုကျွန်တော်နားထောင်တာဖြစ်တယ်။အဲဒါကြောင့်ဟိုကြည့်ရှုတဲ့မိခင်များအဲ tooth fit မိခင်လောင်းများအဲတချို့လဲသာသမီမရသေးတဲ့အိမ်အောင်ပြုထားတဲ့ဇနီးတွေများအဲကျွန်တော်အားလုံးတို့ဆင်ကျင်စရာနှုတ်ကပတ်တော်လေးဖြစ်ပါတယ်။အဲဒါကျွန်တော်တို့ကအရှုံးမရှိဘူးဒါဒီနှုတ်ကပတ်တော်အပြင်ဘုရားသခင်ကသင်တို့စကားပြောမယ်လို့ယုံကြည်တယ်။အဲတော့ကျမ်းစာထဲမှာမိုက်တဲ့မျိုးသမီးတွေရှိတယ်ပညာရှိတဲ့မျိုးသမီးတွေရှိတယ် ောက်တန်ခန်းကြီး14အငယ်1ကဒီလိုပြောပါတယ်။ပညာရှိသောမိမသည်မိမိအိမ်ကိုတိဆောက်တတ်၏။မိုက်သောမိမမူကားကိုယ်လက်နှင့်ဖြိုဖျက်တတ်၏။အော်ကျမ်းစာမှာရေးထားတယ်ပညာရှိတဲ့မျိုးသမီးဟာတဲ့အိမ်ကိုတိဆောက်တယ်။အဲမိုက်သောမျိုးသမီးဟာသူ့လက်နဲ့ပဲသူဖြိုဖျက်တယ်။အဲ့တော့ကျန်တဲ့မှာဒီတီဆောက်ချင်းကိုပညာရှိတဲ့သူနဲ့နှိုင်းတယ်ဖြိုးဖြတ်ချင်းကို မိုက်တဲ့သူနဲ့နှိုင်းတယ် ။ဟောဒီကနေ့ကျွန်တော်တို့ရဲ့တက်တာမှာလေကျွန်တော်တို့ကတိဆောက်ခြင်းမပြုဘဲနဲ့ဖြိုဖျက်ခြင်းနေဆုံးရှုံးခြင်းနေအဒါနေပြုနေရင်ဒါမိုက်တဲ့အထဲမှာပါတယ်ဆိုတော့တွေ့ရတယ်။ဒါကြောင့်ပြောမှဘယ်ကပြောတာလဲ။တမန်ကျမ်းစာ။ဒါကြောင့်မိုက်တဲ့မျိုးသမီးရဲ့အထဲမှာစိုးညစ်တဲ့အရာရှိတယ်။ပြိုပြက်ခြင်းဖြိုဖျက်ခြင်းအများကြီးရှိတယ်။ပြီးထားတဲ့အိမ်တော်ကိုဖြိုဖျက်တတ်တယ် ရှိတဲ့အရာကို ပြက်စီးအောင်လုပ်တယ်အဲ့ဒါမိုက်သောသူပဲဒါပေမဲ့ပညာရှိသောသူဆိုတာက မရှိတဲ့အရာ ရှိအောင်ပြန်လုပ်တယ်ရှိပြီးသားအရာကို ပိုခိုင်ခန့်အောင်သူက ထိမ့်သိမ့်တယ်အဲ့ဒါပညာရှိတဲ့သူဒါကြောင့်ကျွန်တော်ကဒီကောင်းစဉ်ဟာအလွန်တရာမှအရေးကြီးတဲ့ကောင်းစဉ်ဖြစ်တယ်ဒါကြောင့်ကျမ်းစာမှာတွေ့ရတဲ့မိုက်သောမျိုးမီးများ ਨੇ ပညာရှိမျိုးမီးများအဲကျွန်တော်ဒီမိုက်သောမျိုးမီးတွေအကြောင်းအရင်နားထောင် ။အဲကျန်တဲ့နေရာမှာအမျိုးသမီးတွေအများကြီးရှိတယ်။အဲ့ထဲမှာမိုက်သောအမျိုးသမီးလို့ခေါ်ခြင်းခံရတဲ့အမျိုးသမီး9ယောက်ရှိတယ်။အဲ့9ယောက်ကျော်နားထောင်မယ်။နောက်ပညာရှိတဲ့အမျိုးသမီးတွေကျန်တဲ့မှာအများကြီးရှိတယ်။အဲ့ထဲကနေမှာပညာရှိအမျိုးသမီး9ယောက်ကိုနားထောင်မယ်။စုစုပေါင်းကျော်10ယောက်နားထောင်မယ်။ဟောခါတိုင်းလိုပဲကျွန်တော်တစ်ရက်ကိုတစ်ယောက်နှုံးနဲ့နားထောင်သွားမှာဖြစ်တယ်။အဲ့တော့ဒီအเจ้าညာတင့်တော့အများကြီးနှုတ်ကွက်တော်စကားပြောမယ်လို့လေယုံကြည်တယ်။ဒါကြောင့် အတိကကျမ်းတုတ်တန်ကျမ်းခန်းကြီး14အငယ်1ဖြစ်တဲ့ပြန်ဖတ်ပြခြင်း ਨੇ ပညာရှိသောမိမသည်မိမိအိမ်ကိုတီဆောက်တတ်၏မိုက်သောမိမမူကားကိုယ်လက်နှင့်ဖြိုဖျက်တတ်၏အဲ့တော့ကျမ်းစာထဲမှာတီဆောက်တဲ့အမျိုးမျိုးတွေထဲမှာပါပါစေလို့အားပေးခြင်း ਨੇ အော်ဒီကနေ့ကြော်ယုံကြည်တဲ့ချစ်ရှုနေတဲ့မိခင်များမိခင်လောင်းများ အမျိုးမျိုးအားလုံးဟာတီဆောက်သောအမျိုးမျိုးများဖြစ်မယ်လို့ယုံကြည်တယ် ဒါပေမဲ့ဖြိုဖျက်တဲ့အမျိုးသမီးတွေလည်းစံစာမှာတွေ့ရတဲ့ကြောင့်ဒီဖြိုဖျက်တဲ့အမျိုးသမီးတွေကဘလို့ဖြိုဖျက်တာလဲဘာတွေကိုသူတို့ဖြိုဖျက်တယ်လဲဒါကိုကျွန်တော်စင်ကြင်ကြည့်မှာဖြစ်ကဲတော့မိုက်သောမျိုးသမီးတွေကြောင့်ရင်နားထောင်ကြည့်မယ်အဲ့တော့စံစာထဲမှာမိုက်သောမျိုးသမီးတွေအများကြီးရှိအဲ့ဒီကနေ9ယောက်နားထောင်မယ်နံပါတ်1ဘရမအုံတစ်ယောက်ကဘယ်သူလဲဆိုတော့ဒီလီလာဖြစ်ဒီလီလာကိုမိုက်သောမျိုးသမီးလို့ခေါ်တယ်ဘာကြောင့်လဲဆိုတော့ ရှန်ဆုံဆိုတဲ့အလွန်တရာမှခွန်အားကြီးတဲ့သူတယောက်ရဲ့ဘဝကိုသွက်ဖြိုဖျက်လိုက်ဣသရီရအလွန်အားကိုးတဲ့ရှန်ဆုံလို့ခေါ်တဲ့သူရဲ့ကောင်းကိုသူကဖြိုဖျက်ပြစ်တော့ဒီလီလာဆိုတဲ့နာမည်အတိတ်ပဲကဆင်းရဲဒုက္ခခံနေရသည်လို့အတိတ်ပဲရပြန်ပြောချင်တယ်ဒီလီလာဆိုတဲ့အတိတ်ပဲကဆင်းရဲဒုက္ခခံနေရသည်လို့အတိတ်ပဲရသူ့နာမည်နဲ့သူ့သက်တာလိုက် ူလည်းဆင်းရဲဒုက္ခခံရတယ်သူမြောင်းကိုလည်းဆင်းရဲဒုက္ခခံရအောင်လုပ်တယ်အဲအဲ့ဒါမိုက်တဲ့အမျိုးသမီးပဲသုတ္တန်ဉာဏ်ခန်းကြီး23အငယ်29မှာဒီလိုရေးထားတယ်ပြက်တစားမသည်နတ်သောကျုံးကဲ့သို့၎င်းအမျိုးပြက်သောမိန်းမသည်ကျင်းသောမြေတွင်းကဲ့သို့၎င်းဖြစ်အဲ့တော့ဒီဒီလီလာဆိုရာကကျမ်းစာရနားလည်အောင်ပြောရင်တော့ယောက်ျားပေါင်းများစွာနဲ့ပျော်ပါတဲ့အမျိုးသမီးအဲ့တော့ယောက်ျားပေါင်းများစွာနဲ့ပျော်ပါတယ်ဆိုရဲက တုတ်တန်ဆရာရဲ့စကားရပြောရင်တော့ပြစ်တစားပဲတောင်းတဲ့ပြစ်တစားဟာတဲ့နှတ်တော်ကျုံတဲ့သူဒီတိလလိုလိုမျိုးကနှတ်တဲ့ကျုံနားလည်အောင်ပြောရင်တော့ပြုတ်ကြပြီပြုတ်ကြရင်နစ်ပြီးရင်နစ်ရင်နစ်ပြီးရင်နစ်ရင်ဆုံချုံပြီးရင်ဆုံချုံရင်ပဲပြောကြတာဒီလိုမျိုးသမီးနဲ့တုတ်ထိတဲ့သူမှာအောင်မြင်မှုဆိုတာမရှိတဲ့ပြင်ကြဆုံချင်းဟိုဘဝမှာဆုံချုံချင်းနေနဲ့ပဲရင်ဆိုင်ရအဲ့နှတ်တော်ကျုံ ပြီးရင်အမျိုးပြတ်သောမိန်းမသည်ကျင်းသောမြေတွင်းကဲ့သို့ဖြစ်မြေကြီးတွင်နဲ့ကျင်းကျင်းလေးလေးကြတဲ့အခါပြန်တက်လို့လည်းမရအောက်ကိုလည်းဆင်းလို့မရဟိုပြောချင်တာဘဝမှာအမြဲတမ်းဒုက္ခတွေနဲ့ပြည့်နေတာအဲ့ဒါအဲ့လိုမိန်းမပြောဒါကြောင့်ဒီလိလောက်ဘလို့ပြောချင်လဲဆိုတော့နတ်သောကျုံနဲ့တူသောပြည့်တစားနတ်တော်ကျုံနဲ့တူတော်ပြည့်စားအဲ့ဒါဒီလိလာပဲအဲ့ဒါမိုက်တဲ့အမျိုးသမီးပဲအ ါတော့ကျွန်တော်ရဲ့သက်တာမှာအဲအဲ့ဒါမဖြစ်မိဘူးလို့ရတယ်။ဟောဒီလီလာရဲ့သက်တာနှစ်သောကျုံနဲ့တူတယ်။သူနဲ့တူထီးတဲ့သူတိုင်းအကြဆင်းသွားတယ်။သူနဲ့တူထီးတဲ့သူတိုင်းကိုသူကဖြိုဖျက်လိုက်တယ်။သူနဲ့တူထီးတဲ့သူတိုင်းကိုသူကပြိုလဲအောင်လုပ်လိုက်တယ်။အဲအဲ့ဒါမိုက်သောအမျိုးသမီးဖြစ်တယ်။ဒါကြောင့်ချက်စာထဲမှာဒီလီလာနဲ့ပတ်သက်ပြီးတော့တရားသူကြီးမဆာခန်းကြီး16ငွေ16ကနေ27မှာသူ့ချောင်းရေးထားတယ် အဲ့လေးနည်းနည်းလေးဖတ်ပြခြင်းနဲ့အဲ့ဒါလေးမှဖတ်ပြခင်ပေါ့ဒီလီလာကဘု து ဖြိုလဲဆိုကျွန်တော်အားလုံးသိတယ်ရှန်ဆုံဖြိုအဲ့တော့ရှန်ဆုံရဲ့အတိတ်ပဲပါလဲဆိုတော့နေခဲ့သူသောသူလို့အတိတ်ပဲရတယ်နေထွန်းလင်းလို့ပြောရင်လည်းမမှောက်သူကဣသရေလလူမျိုးတွေတရားသူကြီးကာလမှာသူကိုယ်တိုင်တရားသူကြီးတယောက်ဖြစ်တယ်ရှန်ဆုံကတရားသူကြီးကျမ်းစာမှာ12ယောက်ရှိတယ်ရှန်ဆုံက12ယောက်မြောက်တရားသူကြီးဖြစ်တယ်အဲ့ဒီတရားသူကြီး12ယောက်နာမည်ကိုပြောပြခြင်းနဲ့နံပါတ်1ဘုရားတရားဩသံရေလား နံပါတ်1ကအီဟူဒာနံပါတ်3ကရှန်ကာနံပါတ်4ကဒီဘိုရာနဲ့ဘာရက်နံပါတ်5ကဂီတောင်နံပါတ်6ကတောလာနံပါတ်9ကယာအီယာနံပါတ်10ကယေဖတ်တနံပါတ်9ကအိဘဆာနံပါတ်10ကအီလုံနံပါတ်17ကအာဘဒုံနံပါတ်12ကရှန်ဆုံအရိရှန်ဆုံကို ဖြိုလဲတဲ့မျိုးမျိုးပြောပါဟိဆိုရင်တော့အဒီလီလာပဲကဲရလီဂျော်နန်နလီဖပြကြတယ်တရားသူကြီးမန်စာခန်းကြီး16ငွေ16ကနေ17ပါနော်ထို့သောဒီလီလာသည်နေ့တိုင်းပူဇာ၍ အသက်သေးလူအောင်နှောက်ရှက်သောကြောင့်ရှမ်းဆုံသည်မိမိစိတ်လုံး၌ရှိသမျှအတိုင်းပြော၍ငါ့စပင်ကိုတခါမှမရိပ်သေးမိဝမ်းထဲမှစ၍ဖျားသခင်နာဇရိလူဖြစ်၏ငါ့စပင်ကိုရိပ်လျင်ငါ၌ခွန်အားလျော့၍အချားသူကဲ့သို့ငါဖြစ်လိမ့်မည်ဟုပြောဆို၏အဲ့တော့ဒီလီလာကရှမ်းဆုံဘဝပြတ်သွားအောင်သူကနေ့တိုင်းနှုတ်နဲ့ပူစားသူနှုတ်နဲ့သူကဖြိုဖြတ်ပြတ် နားမအောင်ပြောရင်တော့ခုနောက်ဖော်ပြသလိုနှစ်သောကျုံနဲ့တူတဲ့အမျိုးသမီးအော်ဒီမှာဘာသွားတွေ့ရလဲဆိုတော့ဒေလီလာရဲ့နှုတ်တွေဟာဘဝပြတ်သွားအောင်လုပ်နေတောက်တော့မိုက်သောအမျိုးသမီးကိုဒါပေမဲ့သူနဲ့ပြောင်းပြန်နောက်အမျိုးသမီးတယောက်ရှိတယ်အဲ့ဒါကျန်းစာတော်မှာပြောလဲဆိုတော့နေမအိမ်မှာရောက်နေတဲ့ကျော်မလေးဒါပေမဲ့ဒီမိန်းကလေးရဲ့နှုတ်ကြတော့ကျော်မလေးရဲ့နှုတ်ကြတော့ဘဝပြတ်နေတဲ့နေမနူနေတဲ့သူစိတ်အားငယ်ပြီးတော့ ကြည်ကွဲနေတဲ့သူကိုဘဝပြန်ဆက်အောင်သူနှုတ်နဲ့သွားပြန်လှုပ်ပြီးတာမတူဂျုံမလေးကဂျုံလို့သာခေါ်ခံရပေမဲ့သူနှုတ်ကဘဝကိုအကျိုးပြုဒါပေမဲ့ဒီလီလာကသူကဖီလစ်စတင်းတကယ်ဖီလီတီသူရဲ့ကောင်းနေဖီလီတီအရာရှိတွေဖီလီတီနဲ့ပတ်သက်တဲ့ပုံကိုယ်တွေနဲ့သူတိကျွမ်းနေအလွန်ရင်းနေတယ်ဒါပေမဲ့သူနှုတ်ကရှန်စုံရဲ့ဘဝပြတ်အောင်သွားလုပ်တယ်မတူဘူး တော့မိုက်သောသူဆိုတာမှတ်ထားမိုက်သောမျိုးမင်းကသူ့ရဲ့နှုတ်သူ့အသက်တာသူ့ရဲ့အပြုတ်မှုလှုပ်ဆောင်ခြင်းအားလုံးဟာဖြုံဖြက်ခြင်းတွေပေါ်မှာပဲသွားသွားတယ်။ဒါကြောင့်အိန္ဒိယမှာမိုက်သောမျိုးမင်းတယောက်ရှိတာနဲ့အဲ့တအိမ်လုံးပြိုပြက်ပြီပဲ။ဒါကြောင့်လဲဆိုတော့ရှိတာအကုန်သောဖြုံမှာပဲ။အဲ့ဒါဒေလီလာလိုမျိုးမင်းမျိုးပဲ။ဒါကြောင့်ကျွန်တော်ကအိမ်မှာတိဆောက်ခြင်းရှိဖို့ကဖယားရှိမှသွားတိဆောက်ခြင်းရှိတယ်။ပညာရှိတဲ့မျိုးမင်းဖြစ်မှတိဆောက်တယ်။ 第二候呢，种农村农民还低少到后来都年龄不小嘞，哎，年龄不小嘞，干嘛闹钟像骚汉来标来一点，俺这边干嘛没一步嘞？哎，人家人家看要的，啊，墙都盖都劈多阿片。啊，哪里有标呢？像骚汉都六我五都标来一不都他标了，比娘亲的苗苗标了么？妹的苗苗都标没啊，你这你讲，讲，娃娃，我给他标了这里差。 မိုက်တော်သူရှေ့မှာသွားပြောလိုက်တဲ့စကားအလုံးဟာစုံရှုံခြင်းတို့စယံတတ်လိုက်တာ ਨੇ အတူတူပဲ။အောင်ကျွန်တော်စကားပြောတာတတိထအစင်ခြင်းမိုက်တဲ့အမျိုးသမီးရှေ့မှာပြောလိုက်တဲ့စကားအကုန်လုံးဒီမိုက်တဲ့အမျိုးသမီးဟာရှံဆုံးပြိုလဲအောင်လုပ်လိုက်တာ။တောင်ရှံဆုံးပြိုးတဲ့အတိုင်းပဲသူကတကယ်ယုံပြီးရှံဆုံးလည်းတကယ်အမှန်တိုင်းပဲသူပြောလိုက်တာ။ချက်ချင်းပဲဖီလစ်စတိန်နေရှေ့ကနေ ဖိလိတိလူမျိုးတွေရှိကနေငွေဆက်တပိတ်သာယူပြီးရောင်းစားပလိုက်ရှန်ဆုံကိုအဲ့ဒီဖိလိတိလူမျိုးတွေကဇပင်လာ ဖြတ်တဲ့အခါမှာနောက်ဆုံးအဲ့ဒါလေးကြောင့်ဖတ်ပြကြတယ်နော်ဒိလိလာသည်အငယ်16မှာနော်တရားသူကြီးမှစကန်16 16မှာဒိလိလာသည်ရှန်ဆုံကောင်းကိုမိမိဒူးပေါ်မှာတယ်လျက်သူ့ကိုအိတ်စေသဖြင့်လူတယောက်ကိုခေါ်၍သူ၏ဇပင်ခုနှစ်ဆုကိုရိတ်စေပြီးလေသူ့ကိုနှောက်ရှက်စပြု၍ သူ၏ခွန်အားသည်ရော့ပြောက်၏ရှမ်းဆောင်ကောင်းကဒေလိလာဒူးပေါ်မှရောက်နေတာပရှမ်းဆောင်ကမိမိခေါင်းကိုဖျားတော့မပေးဘူးမိမိနှလုံးသားကိုဖျားတော့မပေးဘူးပြစ်တစားအမျိုးသမီးတစ်ယောက်ရဲ့ဒူးကောင်းပေါ်မှာသူ့ခေါင်းသွားအိတ်နေရှမ်းဆောင်လည်းဘလောက်ချေဝဲစရာကောင်းလဲရှမ်းဆောင်ကလည်းမိုက်မဲတော့သူစိတ်အလိုလိုက်တာသွေးသားကိုတတ်မှတ် ကျန်းသာထဲမှာဒိုင်ရင်လကြတော့ရှန်စုံနဲ့ပြောင်းမြန်ဒိုင်ရင်လဒီကတင်းပေါက်ဖွင့်ပြီးဘာလို့နိုင်ငံကနေယေရုရှလင်မြို့ကိုကြည့်ကြည့်ပြီးသူကဒူးတောက်ပြီးသုံးချိန်ဆုတောင်းအခုရှန်စုံရောက်သူ့ခေါင်းဒေလီလာဒူးပေါ်မှာသွားအိတ်ပြောင်းမြန်ဒါကြောင့်ဒိုင်ရင်လကရှင်သိပ်တွင်းထဲမှာရှင်သိပ်တွေကိုပိတ်ပြီးတဲ့ကောင်းငင်တမန်နဲ့သူကနှုတ်ကိုပိတ်ခိုင်းထားပြီး ငြိမ်သက်ခြင်းရပေါတော့ဒူးတောက်ဆုတောင်းလို့တိုင်လာဒါပေမဲ့ရှန်ဆောင်ကြတော့သူကောင်းဒီလီလာဒူးပေါ်မှာသွားအပ်လိုက်တဲ့ခါဘောကပြတ်သွားတယ်အော်ဒီကနေ့ကျွန်တော်ကကျွန်တော်ရဲ့ခေါင်းနေကျွန်တော်ရဲ့ခန္ဓာစိတ်ဝိညာဉ်ဘယ်ဒီပေါ်မှာသွားအပ်တယ်လဲအဲ့ဒါစဉ်းစဉ်းစားမိုက်မင်းတော့သူတယောက်ရှိမှသွားအပ်လိုက်တဲ့ခါအကုန်ကုန်ဆုံးရှုံးသွားတယ်ဒါကြောင့်ဒီလီလာဒူးပေါ်မှာရှန်ဆောင်ခေါင်းကြောင့် အဲ့ဒီဇပင်းကြီးအားလုံးကလည်းကုံအောင်ဟိုကရှင်းပလိုက်တယ်ပြီးတော့ကကျန်းစာဒီလိုပြောတယ်ငွေ20ပါမိမကလည်းရှန်ဆုံဖိလိတိလူတို့ဒီသက်ကိုတိုက်လာသည်ဟုဆိုတော့ရှန်ဆုံနိုး၍ထပ်ပြဆွတ်တော်မူကြောင်းကိုမရိပ်မိတော့ကြောင်းအရင်ကဲ့သို့ငါထွက်၍အားထုတ်မိဟုကြံရှိတော့ထပ်ပြသူ့ဆွတ်သွားတယ်ရှန်ဆုံမရိပ်မိအော်ဒီယိုကြည့်ကြမင်းရှန်ဆုံကဘုရားသခင်သူနဲ့အတူရှိတာလည်းသူမသိဘူးဘုရားသခင်သူ့ဆွတ်သွားတာလည်းသူမသိဘူး ။ဟိုရှန်ဆုံရဲ့သက်တာလည်းတော်တော်လေးကိုကြည်ခွဲเสียကောင်းတယ်။ဖះနဲ့ပတ်တိုက်ဘာတစ်ခုမှမသိဘူး။ခွန်အားတော့ကြီးပဲ။လူပေါင်းများစွာကိုလည်းသူနိုင်တယ်။အဲ့ဒီနိုင်အောင်ဖះတကယ်လှုပ်တာလည်းသူမသိဘူး။ဒါလည်းကျွန်တော်စင်ကြရ။ဖះကြောင့်အစဉ်ပြေတာလည်းသူမသိဘူး။ပြန်ကြည့်စုံဟောစုံခွာသွားတယ်လို့သူမသိဘူးရှန်ဆုံတော့ကျွန်တော်ကရှန်ဆုံတက်တာလည်းမဖြစ်မိဘူးတော်ကြီးကြီး ။ तू ဘာပြောလို့ပြောနေမှလဲ तू မသိဘူးရှမ်းစို့။ तू ခေါင်းကဘသူဒူးပေါ်မှာအိတ်နေလဲလဲ तू မသိဘူး။ပြောချင်တာ तू ရဲ့ရင်မူခြင်းအားလုံးကသွေးသားတွေနဲ့တတ်မှတ်ခြင်းနဲ့လောကအရာနဲ့ပဲဖြစ်တဲ့ကသူပြောတဲ့စကားတွေသူအတွေးတွေသူရဲ့နေတဲ့အနေထိုင်သူရဲ့ဆုံးဖြတ်ချက်အကုန်အလွဲတွေကြီးပဲအလွဲတောင်းဘဝလည်းလွဲသွားတာတောင်းရှန်ဆောင်ကအရင်တော့သူပြန်အားထုတ်မယ်လို့လှုပ်တဲ့ခါစက်စာဘလို့ရေးလေ ဖိလိတိလူတို့သည်ဖမ်းဆီး၍သူမျက်စိကိုဖောက်ပြီးမှဂါဇာမြို့သို့ယူသွားပြီးလင်ကြီးဝါကျိုးပြင်းချီနှောင်၍ထောင်းအိမ်၌ကျိတ်ဆုံနှင့်ကျိတ်စီဖိလိစတိန်များတို့သည်စပင်မျက်ယုံနေမဟုတ်မျက်စိပါဖောက်လိုက်ကြီးဝါကျိုးနဲ့ပတ်ပြီးချီသွားနားလည်အောင်ပြောရင်တော့ရှမ်းဆုံဝန်ဒီသွေးသားတွေတက်မှမပြောတဲ့နဲ့စကားကြီးလျှက်ဝက်ချက်တွေပြောလိုက်တဲ့အခါရုတ်တရက်အဆက်ကွဲပြီးဘဝပြတ်သွားတယ် တော့ဒါပါသွားတွေ့ရလေဆိုတော့ကျွန်တော်အိမ်အောင်တဲ့မျိုးသားတွေတက်တာမှလေဒီဘုရားသခင်မကြိုက်တဲ့သွေးသားတတ်မှတ်မှုနဲ့မိမိရဲ့ဇနီးပေါ်သစ္စာမဲ့ပြီးပြင်ပမှာဖောက်ပြန်တာတို့သစ္စာမဲ့တာတို့ဓာရီရှိလာရင် ရုပ်တရက်ဘဝပျက်စီးသွားတယ်ရုပ်တရက်အဆက်ကွဲခြင်းနဲ့ဆုံရှုံခြင်းလာတယ်ဆိုတာကိုရှံဆုံတတ်တာအဖြစ်သတွေ့ရတယ်ဒါကျွန်တော်သူသတိထားရုပ်တရက်ဘဝပျက်သွားတာရုပ်တရက်ဆုံရှုံသွားတာ နောက်ဆုံးဒီဖီလစ်စတိန်တွေကလည်းသူ့ဖမ်းသွားတာဒီဖီလစ်တိန်လူမျိုးတွေကလည်းစိုးတယ်ပဲဖီလစ်တိန်ဖီလစ်စတိန်ဆိုတော့ဘယ်ကလာလဲဆိုတော့သူ့တမိုင်းကိုနည်းနည်းလေးပြပြချက်နောက်ရင်ကသား၃ယောက်မွေးတယ်သားကြီးဆုံးကရှေမဒုတိယသားဟာမတတိယသားယာဖတ်ဒုတိယသားဟာမနော်အီးစပိရေနဲ့မူပြီးအဝတ်ချီးစီရှိတဲ့ကမဖုံးပြီးတော့နော်အီးကဒီဟာမကိုချိန်ခဲ့ဘူးချိန်ဘူးချိန်တော့အဲ့ဒုတိယသားဟာမသား၄ယောက်မွေးတယ်သား၄ယောက်မွေးတယ် အဲ့ဒီသားလေးယောက်ရဲ့နာမည်ကသားအကြီးဆုံးနာမည်ကဘာလို့လဲဆိုကုရှဒုတိယသားနာမည်ကတော့ဘာလဲဆိုမစ္စရယ်တတိယသားနာမည်ဖုတဇရုဒ္ဓသားနာမည်ခါနန်လို့ခေါ်အဲ့တော့နောအင်းရဲ့ဒုတိယသားဟာမသည် သားလေးယောက်မွေးတယ်ကုရှမစ္စရယ်ဖုတခါနာကုရှမျိုးကနေအီသိုပီးယားတွေလာတယ်အဲ့ဒီမစ္စရယ်မျိုးကနေအဲကုတုလူမျိုးတွေလာ နောက်ဖုတအနေလက်ပြားလာနောက်ခန္ဓာအနေခန္ဓာလူမျိုးတွေရေဘူးတိတို့အာမောရီတို့တို့လာတယ်အဲ့ဒီမာမအဲ့နောအီးရဲ့ဒုတိယသားဟာမကအဲ့သားလေးယောက်ထဲမှာဒုတိယသားမိဇရိန်ကသားကြီးပဲ9ယောက်ထပ်မွေးသေးတယ်အဲ့ဒုတိယသားမိဇရိန်အဲ့9ယောက်မှာ6ယောက်မြောက်သားနာမည်ကတလူဟိန်လို့ခေါ်၆ယောက်မြောက်သားကတလူဟိအဲဒီကတလူဟိအမျိုးကနေဒီဖီလစ်စတင်းနေလာတာ ဖိလိတိအော်အနည်းချုပ်ပြန်ပြောရင်နောဤရဲ့ဒုတိယသားဟာမကသား၄ယောက်မွေးတယ်အဲ့သား၄ယောက်မှာဒုတိယသားမိဇရိန်ကသား9ယောက်မွေးအဲ့ဒီ9ယောက်မှာ6ယောက်မြောက်သားကာသလူဟိန်လို့ခေါ်တယ်အဲ့ဒီကာသလူဟိန်အမျိုးတွေကနေအခုရှန်ဆောင်ဒုက္ခပေးတဲ့ဖိလစ်တင်းလို့ခေါ်တဲ့ဖိလိတိတွေပောက်ဖွာလာတာဖြစ် တောင်ဒီဖိလိတိတွေကသူတို့ရဲ့ original မှာဟိုကအမြဲတမ်းဒုက္ခပေးတတ်တဲ့သဘော ရှိတယ်။ဒါကျွန်တော်အားလုံးသိတယ်။ Israel တွေကိုလည်းသူတို့လာဒုက္ခပေးတယ်။ဒါ Goliath ဒါ Philistine ပဲ။အခုလည်း daily လာဒါ Philistine ဘက်ကလာတာပဲ။ daily လာ Saul ရဲ့ဂျင်မှာသူနေတယ်။သူရဲ့ original ဒီလိုင်းလည်းသူက Philistine ဘက်ကလာတာ။ပြောရရင် Philistine တွေကသူများကိုဖြိုဖျက်တာလို့ဒုက္ခပေးတာလို့ အနေပြူတာတို့ချိန်ချောက်တာတို့မိုက်မဲတဲ့ຢာပဲသူတို့လုပ်တော့သူတို့မှလည်းမြေပြူလဲခြင်းရှိအနိုင်ကျင့်တတ်တဲ့စိတ်ရှိဖိလစ်တင်းတယောက်ဒီဂေါလျက်ကဣသရေလအနိုင်ကျင့်လာဒါပေမဲ့နောက်ဆုံးဖိယပါတဲ့ဒါဝိအဖြစ်တစ်ချက်သေးသူပြူလဲသွားတာတောင်ကူဒီဖိလစ်တီလူမျိုးတွေလက်သေးကိုရှန်စောင်းကသူ့အတူရောက်သွားတာမဟုတ်ဘူး ဂျားကန်နဲ့တယောက်ရှိတယ်အဲ့ဒါမဟုတ်ဘူးလေမိုက်တော်အမျိုးသမီးကြောင့်ရောက်သွားတာဒါပေမဲ့အဲ့မိုက်တော်အမျိုးသမီးဒေလီလာကိုရှန်ဆောင်သူ့ဘဝကိုသူတော့အပ်လိုက်တာတောင်ရှန်ဆောင်ကဖျားထံဘဝမအပ်ပဲဒီမယားလို့ခေါ်တဲ့မိုက်မဲတဲ့မယားထံဘဝအပ်တဲ့အခါဆုံးရှုံးသွားတောင်ဒီကနေ့ချမ်းသာပြောပြီးသားမိုက်မဲတဲ့အမျိုးသမီးနဲ့ပညာရှိတဲ့အမျိုးသမီး တောင်ကျွန်တော်မိုက်မဲတဲ့အမျိုးသမီးလက်ထဲသွားအမီးလိုက်ပေးလိုက်တဲ့အရာအလုံးဆုံးရှုံးတတ်တယ်။ဒါကြောင့်အမျိုးသားတွေကလည်းအထူးသတိထားတယ်။မိုက်မဲတဲ့အမျိုးသမီးကိုမယူမိဘူး။အမျိုးသမီးတွေကလည်းအထူးသတိထားတယ်။မိုက်မဲတဲ့အမျိုးသမီးမဖြစ်ဖို့။ဒါကျွန်တော်ဒီကနေ့ညနေစင်ကြင်စရာဖြစ်တယ်။ဒါကြောင့်ဒီဇလိုင်းတစ်ခုလုံးမှာဒီဖြစ်ပျက်ခြင်းတစ်ခုလုံးမှာစက်သားမှာမိုက်တဲ့အမျိုးသမီး9ယောက်ထဲမှာဒီဒေလီလာပါတယ်။ဆိုလုံး ဘာကြောင့်လဲဆိုတော့ဘဝတွေကိုသူ ဖြိုဖျက်လိုက်တောင်တုတ်တန်ချာအခန်းကြီး23 29မှာပြည့်စုံမှလည်းနှစ်တော်ကျုံးကဲ့သို့လည်းကောင်းအမျိုးပြတ်တော်မိန်းမလည်းကျင်းသောမြည်ရင်းကဲ့သို့လည်းကောင်းဖြစ်တယ်အဲ့တော့ဒီ daily လာဟာနှစ်တော်ကျုံးကျင်းသောမြည်တွင်ဒုက္ခပေးလိုက်တာဒါတုတ်တန်23 29တရားသူကြီး16ငယ်16က27ဒီပိုင်းဒါ daily လာနဲ့ပတ်သက်ပြီးတော့ဖော်ပြထားခြင်းဖြစ်တယ်တဲ့ဒီအခုလေ့လာလိုက်တဲ့ဖြစ်ပြမှာအရေးကြီးတဲ့အချက်ကလေး၄ချက်ရှိတယ် နံပါတ်2ဘရန်ချက်ကဘာလဲဆိုတော့ဒီလီလာကရှန်ဆုံနဲ့သာ သူကချစ်ကြိုက်တယ်လို့ပြောတာဒါပေမဲ့သူရှန်ဆုံချစ်တာမဟုတ်ရှန်ဆုံကိုရောင်းစားပြီးရမယ်ပတ်ဆောင်တော့ဖို့ချစ်တာအဲ့ဒါမိုက်တဲ့မျိုးသမီးလို့ခေါ်တယ်တော့မြတ်မိုက်တဲ့မျိုးသမီးကသူအိမ်တောင်ချစ်တာမဟုတ်အိမ်တောင်ကနေဘာအမျက်ရမလဲအဲ့အမျက်ရတဲ့အရာတော့ချစ်တာဒါကြောင့်သူ့ကြောင့်အိမ်တောင်ပြူလေးတက်တယ် တောင်တုတ်တန်ဆက်လေးတက်ကလည်းပြောတယ်မိုက်ဘောမျိုးမီးကမိမိအိမ်ကိုလက်နဲ့ဖြိုဖျက်တယ်ဆိုတော့အဲ့ဒါကိုပြောတာတောင်ရှန်စုံနဲ့သာဒေလီလာတွဲတယ်ဒါပေမဲ့ရှန်စုံချစ်တာမဟုတ်ရှန်စုံရောင်းပြီးရမယ်ငွေကိုတော့ပို့ချစ်တာအနားလည်းအောင်ပြောရင်တော့မိုက်တော့မျိုးမီးတွေမှာမိသားစုကိုချစ်တတ်တဲ့စိတ်မရှိသူတို့ချစ်ချင်တဲ့အရာကိုသူတို့ချစ်တာသူတို့ပတ်စံရရင်သူတို့ကြိုက်တာလို့ အဲ့ဒီအချိန်မှာဘာလို့ပါ daily လာပေါ့အဲ့မိုက်တဲ့မျိုးမျိုးပဲတောင်ဒီကနေ့အိမ်တော်ချစ်တဲ့ပညာရှိမျိုးမျိုးကြတော့အိမ်တော်ပြိုလဲမှသူသိကြောက်တယ်အိမ်တော်တစ်ခုထိခိုက်မှသူသိကြောက်တယ်သူ့ရဲ့ခင်မုန်းတစ်ခုထိခိုက်မှသူကြောက်တယ်သူ့သားမီးထိခိုက်မှသူသိကြောက်တယ်အဲ့ဒါပညာရှိတဲ့မျိုးမျိုးဒါပေမဲ့မိုက်တော်မျိုးမျိုးကဒါကြီးမသိဘူးသူလူကျင်တာတစ်ခုပဲသူသိသူကျန်တာပါမတွေ့ပြိုလဲဖို့လဲသူမကြောက်ဆုံးချုံချင်းလဲသူမသိဘူး တောင်ကျော်ဒီလီလာအသက်တာမဖြစ်ဖို့အရေးကြီးတယ်။တောင်နံပါတ်၄ဒီလီလာရှန်ဆုံနဲ့သာအတူနေတာရှန်ဆုံချစ်တာမဟုတ်ငွေဖို့ချစ်တာ။တောင်သူရောင်းစားတယ်။နံပါတ်၄ဒုတိယချက်ဒုတိယချက်ကဒီလီလာရှန်ဆုံနဲ့သာအတူနေပေမဲ့ရှန်ဆုံရဲ့ခွန်အားကြီးခြင်းတွေကိုသူကအမြဲတမ်းမင်းနေတဲ့ကြောင့်လူသာတူနေတာဒါပေမဲ့ဒီလီလာထဲမှာလှဲ့စားခြင်းတွေအများကြီးရှိတယ်။တောင်နံပါတ်၄ကဘာလဲဆိုတော့မိုက်သောမျိုးမီးထဲမှာအမြဲလှဲ့စားခြင်းရှိတယ်။လှဲ့စားတယ် မေတ္တာမရှိပညာရှိတဲ့မျိုးမျိုးမေတ္တာရှိဒါပေမဲ့မိုက်တော်မျိုးမျိုးလှည့်စားခြင်းရှိနံပါတ်၃တတိယချက်တတိယချက်ကဘာလဲဆိုတော့ရှန်ဆောင်ဟာသူ့ကြောင့်ဘဝပြတ်သွားမယ်ဆိုတာဒီလိလသိတယ်ဒါပေမဲ့အဲ့ဒါသူသိစိတ်ဝင်စားသူစိတ်ဝင်စားတာဘာလဲဆိုတော့သူအတ္တကြီးပြီးသူရလိုတဲ့အရာရဖို့ပဲသူစိတ်ဝင်စားတယ်အဲ့ဒါမိုက်တော်မျိုးမျိုးပဲအဲ့တော့ဒီကနေ့မိုက်တော်မျိုးမျိုးဆိုတာကသူ့ကြောင့်သူများဘာဖြစ်မလဲလဲသူမသိဘူး အဲ့ဒါလည်းသူမတွေးဘူးသူအစဉ်ပြေဖို့ပဲသူစဉ်းစားတာအဲ့ဒါဘာမျိုးမီးလဲမိုက်တော်မျိုးမီးနမလီနောက်ဆုံးချက်နောက်ဆုံးချက်ကတော့ဘာလဲဆိုတော့ဒီဒီလီလာရဲ့တက်တာကိုလိလာတဲ့အခါဒီမျိုးမီးကသူ့ဘဝမှာရှန်ဆောင်ရှိမှတော့တမျိုးဖိလိတိလူတွေရှိမှတမျိုးဖိလိတိလူတွေရှိမှကြောက်တော့ပတ်ဆံယူတယ်ရှန်ဆောင်ရှိမှကြာတော့ချစ်ယောင်ဆောင်ပြီးရောင်းစားပလိုက် အနားလေအောင်ပြောရင်တော့မိုက်တော်မျိုးမီးဆိုမျက်နာများတယ်မျက်နာများတယ်သူတို့မှတိတ်ခါတို့အရှက်တို့ဘာမှမရှိတော့တခုပြိုလဲသွားမှလဲသူကဂယူးဆိုင်ခြင်းမရှိသူမျက်နာများတယ်သူအစဉ်ပြေပြီးရောဒါကြောင့်ဒီနေ့အရေးကြီးတယ်ဒီဒီလာလို့မိုက်တော်မျိုးမီးထဲမှာမပါမိဘူးအလွန်ကြီးကြီးတယ်အဲ့ဒါနှစ်တော်ကျုံနဲ့တူတဲ့ပြက်စားဖြစ်တယ်ဒါကြောင့်ပြောမှမဟုတ်ပြရပြော တုတ်တန်ချမ်းကဖော်ပြတယ်တမန်ချမ်းစာဖော်ပြတော့ကျွန်တော်ဒီကနေ့လေ့လာတဲ့ခေါင်းစဉ်ကသိရေးကြီးတယ်တမန်ချမ်းစာမှာတွေ့ရတယ်မိုက်တော်မျိုးမီများ ਨੇ ပညာရှိမျိုးမီများဥဒါမိုက်တော်မျိုးမီ၅ယောက်မှာနံပါတ်၁ဒီလီလာအကြောင်းကျွန်တော်အသေးစိတ်နားထောင်နေတာဖြစ်တယ်တောင်ဒီလီလာရဲ့အသက်တာမျက်နာများတဲ့အခါသူ့ကိုမိုက်တော်မျိုးမီလို့ချမ်းစာကခိုင်းနိုင်တယ်သူ့ကြောင့်ရှန့်စုံဘဝပြတ်သွားတယ် ဒါပေမဲ့သူနဲ့ပြောင်းပြန်နောက်မျိုးမျိုးတယောက်ရှိတယ်ရခက်ရခက်လည်းဒါကျဆံမှာကိုခန္ဓာရောင်းစားတယ်တကယ်သူနာမည်တော့မကောင်းပါဘူးဒါပေမဲ့သူနှလုံးသားကောင်းတယ်သူရှိလာတဲ့တရှုံနှစ်ယောက်ကိုသူရအောင်အဲ့ဝတ်ပြုပြီးပြောချင်တာနားလည်အောင်ပြောသူထိမ့်သိမ့်ပေးတယ်သူမဟုတ်တာဘာကောမလုပ်ဘူးဝတ်ပေးထားတယ်ရေကောမျိုးတစ်မျိုးလုံးပြိုတဲ့အချိန်မှာဒီတရှုံနှစ်ယောက်ကိုဝတ်ပေးခြင်းအဖြစ်သူအိမ်လက်သွားတယ်နောက်ဆုံးရခက်ဟာ သူကိုခန္ဓာရောင်းစားတဲ့အလုပ်မလုပ်တော့ဘူးယုံကြည်ခြင်းနဲ့အသက်ရှင်တဲ့ကဆာလမုန်ရဲ့မိန်းမရာခတ်ဖြစ်လာတယ်အဲ့တချို့နေရာမှာတယောက်ကဆာလမုန်အဲ့ဆာလမုန်နဲ့ရာခတ်နဲ့ညာပြီးမွေးတဲ့သားကဘောဇာဘောဇာသားဩဘဩဘသားယေရှေယေရှေသားဒါဝိဖြစ်လာတောင်းဒီလိလာတတ်တာနဲ့ရာခတ်တတ်တာကိုရတယ်အလောက်ကိုင်းတော့မတိမ်မရင်ဒါပေမဲ့နှလုံးသားကိုရတယ်မိုက်ချင်းနဲ့ပညာရှိခြင်းကိုရပါတယ် ဒေလီလာမိုက်တဲ့မျိုးသမီးတွေပါတယ်။ရခက်ကပညာရှိမျိုးသမီးတွေပါသွားတယ်။အလောက်ကတော့ညီတော်ကသူတို့တူတယ်။ဒါပေမဲ့ဒေလီလာတက်တာကြောင့်ဖျားဖို့မရတာတစ်လုံး။ဒါပေမဲ့ရခက်ဖျားရတဲ့အခါအလုတ်ကိုရက်လိုက်တယ်။မကောင်းတဲ့အလုတ်ကိုရက်ပြီးနှလုံးသားနဲ့ဖျားနဲ့သွားတဲ့အခါဘဝကိုပြန်ထူထောင်သွားနိုင်တယ်။နောက်ဒီကနေ့ကျွန်တော်တက်တာမှာအချားတွေရဖို့စဉ်းစားတာထက်ဖျားရပြီးအိမ်တော်ကိုတိဆောက်တော်သူများဖြစ်ပါစေလို့အားပေးရည် နေကုန်ချုပ်လို့တယ်ကျန်တော်ရောက်ချင်းစီတိုင်းဖျက်ရှင်သာပြီးကောင်းချီးပေးပါစီကျော်ကျော်ညာစရာကတော့ကျွန်တော်တို့နတ်ဖန်မှာနတ်ဖန်စနေနေ့အာယုံဦးနဲ့6နာရီမှာကျွန်တော်ရှိပါတယ်အားလုံးကိုကျွန်တော်တွေးဆချူဆူရည်ထစ်ပိရုံပိတ်ကြောင်းပိတ်တဲ့နေ့မှာဒီအာယုံလာတဲ့ဆိုတာအလွန်တရာမှမင်္ဂလာရှိပါတယ်လာရောက်တက်တဲ့သူတွေကိုနှွေးထွေးဆိုချူဆူလို့မလာသေးတော့သူများရှိနေကျွန်တော်တို့လာရောက်ပြီးအစောကြီးနတ်ဘတ်တော်လာရောက်နားထောင်ဆုတောင်းခံယူခြင်းဟာတိတ်မင်္ဂလာရှိတယ်တော့ကျွန်တော်နတ်ဖန်နဲ့ 6နိုင်ရ6နိုင်ခွဲ ठी praise and worship ဖြစ်တယ်6ခွဲကနေ7နိုင် ठी အာယုံဥဝတ်ပြုကိုယ်ခွင့်ရရှိတယ်အဲကျွန်တော်နှစ်ဖန်လာနိုင်သောသူများလာနိုင်ကြောင်းအထူးပဲနှွေးထွေးစွာကြိုဆိုသလိုကျွန်တော်လာမယ့်တနင်္ဂနွေနေ့အဲကျွန်တော်စတိအင်္ဂါလ2025နနက်9နိုင်ရနေကျွန်တော် praise and worship စပါတယ်9ခွဲကနေ7နိုင် ठी ကျွန်တော်ဝတ်ပြုကိုယ်ခွင့်ရရှိတယ်မိခင်များနေ့ဝတ်ပြုကိုယ်ခွင့်ရခြင်းဖြစ်တယ်ဒါကြောင့်မိခင်တွေကိုထုံးနေမှာဂုဏ်ပြုဖို့လည်းရှိတယ်ဒါကြောင့်ကျေးဇူးနေတဲ့မိခင်များရန်ကုန်မှာရှိတဲ့ဓမ္မ ပရိသတ်များမိခင်များအားလုံးကိုနှွေးထွေးစွာကြိုဆိုသလိုအွန်လိုင်းကနေလာရောက်လူသောသူများလာနိုင်သောသူအားလုံးလာနိုင်ကြောင်းကျွန်တော်အဲ့မိခင်များနေမှာမိခင်များနေကိုအထူးလက်ဆောင်ပေးခြင်းဂုဏ်ပြုခြင်းနဲ့တကွာသူ Sunday မှာလေကျွန်တော်ပဲနှုတ်ကပတော်ဝေနာမှာဖြစ်ကြောင်းဖော်ပြသလိုလာမယ့်တနင်္လာနေ့ကျွန်တော်လာမယ့် Monday 12ရက်နေ့မှာနနက်10:00နာရီမှာကျွန်တော်ဒီကြောက်ရင်းကြောင့်ချင်းတဲ့နောက်မှာ YCC မိခင်များ စစ်ပောင်းပြီးတော့မိခင်များနေဂုံဖြူဝတ်ပြုကိုကိုချင်းရှိပါတယ်ကျွန်တော်အသင်းတော်မှာလက်ခံထားတာဖြစ်တယ်ဒါနဲ့နဲ့10နိုင်တနင်္လာနေ့မှလည်းရှိပါတယ်ထိုနေ့မှလည်းမိခင်နေအားလုံးလာနိုင်လို့ထိုနေ့မှလည်းကျွန်တော်ပဲနှုတ်ကပ်တော်ဝေငှမှာဖြစ်ကြောင်းဖော်ပြပြီးလို့ပါတယ်ဒီကနေ့ချစ်ရှိခွားယူတဲ့ဓမ္မပရိသတ်များချက်တော် မိခင်ဖခင်အဖိုးဖွားဆရာသမားမိဘညီကိုမောင်မအားလုံးကိုဖျားရှက်ကောင်းချီးပေးပါစေရင်သက်ချင်းရှိပါစေကျွန်တော်ပြန်လည်ပြီးတွေ့ဆုံကြပါစို့လာမယ့်တနင်္လာနေ့ညနေ3နာရီခွဲမှာ ဒီကောင်းစဉ်ကိုကျွန်တော်ပြလိုက်ပြီးဆက်သွားမှာဖြစ်ပါတယ်ခြေဆုတင်ပါတယ်ခမည်းတော်သားတော်သရှင်သောဝိညာဉ်တော်သုံးပါးသူဖြားထံတော်ဘာမှပြဝဆုံနေတဲ့ကောင်းကြီးသည်သင်တို့အားလုံးပေါ်တို့၎င်းမြန်မာပြည်နဲ့ကဘာကြီးပေါ်တို့၎င်းကာလဆင်မြဲတက်ရောက်သလိုဒီကနေ့မိခင်များနေကိုဂုံပြုသောအဖြစ်ကျမ်းစာထဲမှာပညာရှိသောမျိုးသီးများမိုက်သောမျိုးသီးများကိုဆင်ကျင်လေ့လာနေတဲ့မိခင်များချစ်တော်ဓမ္မပရိသတ်အသီးသီးပေါ်တို့နှုတ်ဘတ်တော်အဖြစ်နက်နဲတဲ့တမန်တရားကိုခံယူခြင်းအဖြစ်ရရှိမဲ့ တမတရားရဲ့ကောင်းကြီးတို့သည်သင်တို့ပေါ်တက်ရောက်သလိုဒီကနေ့မွနီကြောက်တဲ့မွနီရှင်များမင်္ဂလာနေ့ပါလေကြောက်တော်သူများဘုန်းတော်ဝင်စားတဲ့သူတွေရဲ့ချက်ရှိတဲ့မိသားစုတွေနဲ့သိမှုရခြင်းအွန်လိုင်းပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့ယနေ့မှစ၍ကာလအစင်းမြဲကောင်းကြီးဖြာဖြာတက်ရောက်တည်ရှိတည်နေပါစေသောအာမင်ယေရှုတင်ပါတယ်ယေရှုတို့အားလုံးကိုဖျက်ရှင်ကောင်းကြီးပေးပါစေနှိမ့်သက်ချင်းရှိပါစေကျွန်တော်ပြန်လည်တွေ့ဆုံကြပါစို့